ားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Rose ပါဒီနေ့မှာတော့ဆီယာမ Heaven Nature ရေးသားထားတဲ့ Right You Are Own History ဆိုတဲ့ဝတ္ထုလေးကို အပိုင်း24အနေနဲ့တင်ဆက်ဖပြပေးသွားမှာဖြစ်ပါတယ်ရှင်ဟာတော့မင်းပြန်တော့လေစူပိပွဲတက်ရအောင်မင်းမို့လားနေလင်းကသူဖောင်းကြွကနုတ်တွေစီကက်နေသည့်အနာသူလာ၍ပြန်ဖို့တတိပီးသည်အေးပါကွာငါဒါလေးပြအောင်လုပ်လိုက်အောင်မေ သူကရွှေရောင်ဖောင်းကြွစလုံးများချိတ်ဆွဲပုံဖော်ထားသည်ပညာရေးကျွန်းစုပေးပွဲ အခမ်းအနားစာတန်းကြီးကိုပြီးစီအောင်ကဲ၍အလုတ်ကိုလက်စားတက်၏ဒီနေ့ရွာเจ้าမှာစုပေးပွဲចောင်းဆောင်အသစ်ဖွင့်ပွဲနေ့စာကြည့်လိုက်ဖွင့်ပွဲတွဲလျက်ကျင်းပမည်ဖြစ်၏သူမနဲ့အစောကြီးကလေးကចောင်းမှာအခမ်းအနားအတွက်လာရောက်ပြင်ဆင်ပေးရပြီးလိုအပ်ချက်တွေလိုက်စစ်ကြည့်သည် သူကိုကူညီလုပ်ကင်ပေးသည့်ចောင်းသားများကအိမ်ပြန်သွားကြပြီမို့ သူတယောက်တည်းကြံခဲ့၏နေလင်းကသူပဲဆက်လုပ်မည်ဟုပြော၍သူကိုဇိုအတင်းနှင်နေသဖြင့်သူចောင်းတကားမှထွက်လာခဲ့သည်ကျောင်းအပြင်ဘက်မှာကလေးအချို့စော်ကစားနေကြကအမိုက်တွေမွာစားကြလျက်ရှိသည်သူကိုမြင်တော့ထိုကလေးတွေလန့်သွားကြကပြန်ကျဲနေသည့်အမိုက်တွေကိုစွကြုံကောက်၍ကျောင်းတကားဝါနာရှိအမိုက်ပုံတွေသို့ပြေးထည့်ကြသည်သူပြုံးလိုက်မိလျင်သူတို့ကိုအမိုက်ကူကောက်ပေးလိုက်၏ ဟေးအချောက်မင်းနဲ့တဲကမဟုတ်ဘူးမြင်မြန်ကောင်းအောင်စားပြီးရင်အမိုက်ပုံးနဲ့လာတဲ့ကလေးတယောက်ကဇပင်အုပ်အုပ်ကလေးနဲ့သူ့အဖော်ကလေးကိုအော်ပြောလိုက်တဲ့ဖြင့်ကြံသည့်ကလေးတွေတဝါဝါရင်မောလိုက်ကြသည် အချောက်ဟုအခေါ်ခံလိုက်ရသည့်ကလေးကသူ့လက်ထဲကမုတ်ကိုကြစ်ကြစ်ပါအောင်စုပ်ထားရင်ငါ့ကိုအချောက်လို့မခေါ်ကြနဲ့ကွာငါအဲ့လိုခေါ်တာမကြိုက်ပါဘူးလို့ဘယ်နှခါပြောရမလဲမျက်နှာတင်းတင်းနဲ့ပြန်អော်လည်းထိုကလေးနာဝိုင်းအောင်လာကြကပခုံးကိုတွန်းထိုးပုတ်ခတ်လာကြသည် မင်းကအချောက်မို့အချောက်လို့ခေါ်တာလေမခေါ်စီချင်ရင်ငါတို့ကိုတယောက်ချင်းဂုံးပို့ပြီးပြပြဟေးဟေးတော်ပြီကလေးတွေအဲ့လိုသူများမကြိုက်တာမပြောရဘူးသူများအားနေချက်ကိုမလောင်ရဘူးအုပ်စုလိုက်အနိုင်မကျင့်ရဘူးလေနောက်တခါဒါမျိုးမလုပ်ရဘူးနော်ဦးပြောတာနားလေကြရဲ့လားသူချားဝင်၍ဖြန့်ဖြေးတားဆီးလိုက်မှထိုကလေးများငိန်ကုတ်ခေါင်းငုံသွားကြသည် ကလေးတို့အเจ้าမှာစုပွေးပွေးရှိတယ်မို့လားအိမ်ပြန်ပြီးရေမိုးချိုဖြင်းစင်ကြကြည်တော့ သူကပြော၍အချဟုအခေါ်ခံရသည့်ကလေးကိုလည်းခေါင်းလေးကိုပုံ၍နှစ်သိမ့်ပေးသည် ထိုကလေးကသူ့လက်ထဲကမုတ်အိတ်ထဲမှပူချင်းတကြားလုံးလေးနှလုံးကိုတောလက်ထဲထည့်ပေး၍သူ့အိမ်ဘက်သို့ပြေးသွားလေသည်တောထိုတကြားလုံးလေးကိုယူ၍ရွာလေလမ်းမှအနောက်ရွာပြင်သို့လမ်းလျှောက်လာခဲ့သည်ငါတိချာတိမေးထားရယ်နော်မုံလုံးကပြာရွရင်စသားရယ်မမေ့နဲ့အတန်ဒီအတန်ထားနဲ့တိချာလေးရွငါမျက်နှာအုံးမဲမတုံနဲ့ တားကမမေ့ပါဘူးတီချေတာတားဆူရရင်မုတ်ကျွေးဘူးမမေ့နဲ့အေးပါစို့ပဲတလင်းဆောင်ရင်မုံလုံးကိုကြပြာရွပြိုင်ပွဲအတွက်ကြပြာတင်ပေးရသည်သည်မုံလုံးသူ့အိမ်ဘက်ပြန်သွားမှသူမမြေပဲတွေကိုခြေချောင်းတိုက်ရသည်ရွှေကလေးရေကိုလေးကနင့်ကိုခေါ်နေတယ်ညီမလေးတွားလိုက်အောင်အဲ့ဒါစိန်ကလုံးလုတ်ပေးလိမ့်မယ်ပူစုမကရွှေကဲပဲလန်းသည့်နေရာသို့ရောက်လာကတောအခေါ်လွတ်သည့်အကြောင်းလာပြောလျင်ရွှေကဲမျက်ခုံးတွန်သွား၏ ဘာပြောမလို့ခေါ်တာပါလေတွေ့ရင် သူရှိသည့်တိုက်ထဲသို့ဝင်လာခဲ့လျင်ဒေါကစက်တီဘောခက်ရှောရှောမီး၍စီဂရက်တောင်းနေသည်မှောက်ထုတ်လိုက်သည့်စီဂရက်အကူငွေတွေကြားမှရွှေခဲပုံရိပ်ကလေးပေါ်လာတော့သူမတိမတာပြုံး၏ဥတော်တမီးကိုခေါ်ရဲဆိုအင်းဘာခိုင်းမလို့လဲမုတ်ဆက်ရိတ်ခိုင်းမလို့သူကစပွဲပေါ်တင်ထားသည့်မုတ်ဆိတ်ရိတ်ဆက်ဘူးကိုရွှေခဲရှိတိုးပေးလျင်ရွှေခဲနှက်ခမ်းမဲ့မလို့ဖြစ်သွား၏ခိုင်းစရာရှိလို့ခေါ်မှန်းသိတာပဲ။ သူ့ကိုမျက်လုံးဆွေကြည့်၍ငင်းဆန်မှုစိတ်ကူးကိုဖျက်လိုက်ရကအခန်းထောက်ကဘေးစင်မှာလက်သွာစီရသည် သူကရန်နာဘက်ထွက်ကအစ်စ်ပြင်ထားသည့်ထိုင်ကုန်းမှာထိုင်သည် ရှေ့စပွဲပေါ်မှာတော့ရေဖလားနှင့်ခရင်ဘူးတင်လျက်မှန်ထောင်ထား၏သမီးမုတ်စိတ်တခါမှမရိပ်ဘူးဘူးနော်အဖိုးကိုပဲခေါင်းရိပ်ပေးဘူးလားရတယ်ရိတ်သက်တယ်လို့ရိတ်သူခွင့်ပြုလိုက်ပြီးမျက်နာတိချသည် သူနဲ့တဲ့ဇန်နေနှက်ခမ်းမွေမုတ်စိမ်မွေပေါက်နေသည့်တဝိုက်ကိုတော့ရွှေခဲကပဲခရင်လိမ့်ပေးလိုက်ရသည်ထို့နောက်ထိုနေရာတွေကို မုတ်စိမ်ရိတ်ဆက်နေညင်သာစွာရိတ်ပေး၏သူမကမတ်တပ်အနေထားနှင့်ခါကန်၍ရိတ်ပေးနေရသည်ဖြင့်သူမျက်နာကို စီးမိုးမြင်နေရသည့်အဖြစ်ကြောင့်နေရခမီသည်သူကမှန်ကိုမကြည့်ပဲ သူမကိုသာစိုက်ကြည့်နေသည်မို့ရွှေခဲရင်တွေခုန်နေတာကိုလည်းထိမရပဲနှက်ခမ်းကိုဖိပိန်းရင်အသက်ပုံမှန်ဖြစ်အောင်မနေရှူနေရသည် ကရုံးစပင်တူရှင်းရှင်းနဲ့အဆက်အပြောင်မထင်ချောမွေသည့်မျက်နှာထက်ကအစရပိုင်းတစ်ခုချင်းတစ်ခုချင်းစီတိုင်းကို အနီးကပ်မြင်နေရသည့်အခါဘာမှမဖြစ်သလိုဟန်လုတ်ထိန်ထားရတော့လေမုန်းဆိတ်ရိတ်နေသည့်လက်တွေတုံကမျက်နှာနီးရဲလာ၏တော့ကရွှေကလေးမျက်နှာနီးနေတာကိုသတိထားမိသွားသည်မျက်တောင်တွေတစ်ဖြက်ဖြက်ခက်၍နှကန်းလေးကို မကြာခဏဖိပိတ်နေသည်ကိုလည်းမျက်လုံးမလွယ်တမ်းငေးဆိုင်ကြည့်သည် သူ့နှလုံးခုန်တန်တွေစီးကျက်ညီနေတာကိုရော သူမလေးကြားရလာသူကတော့ရွှေခဲလေးရှင်ခုန်တန်တွေကိုတိတိချာချာကြားနေရတဲ့ဖြစ်တသိမ့်သိမ့်ဂျင်းနူမီသည်ရှက်ရွံ့နီမြန်းနေသောထိုမျက်နာလေးကိုတည်ငါလေးဖြစ်ဖြစ်နန်းရှိုက်ရင်မူ၍ခြေစကားတွေ တွင်တွင်ဆူလိုက်ခြင်းတော့လေအချိန်မတန်သေး၍အောက်ဤမျိုးသိမ့်နေရသည်ပြီးတော့ပြီဥတော် ရွှေခဲကသူ့မျက်နာကိုရေနှင့်ပုတ်သက်စီချပေး၍စိုက်ကြည့်နေသည့်အဖြစ်ကိုဖုံးကွယ်ဖြစ်ကအတန်မတုံအောင်ထိမ်ပြောလိုက်သည် သူကပားတွေနှခမ်းတွေကိုလက်နှစ်သက်၍မှန်ကြည့်ပြီးမှထားရက်ဤသူကိုယ်ဆိုဘူးကလန့်အစီအငုံမတဲ့ပြန်ပြောတတ်သည့်ကောင်မလေးဟာသူပါပဲခိုင်းခိုင်းမညိုမညင်လှုပ်ပေးတတ်သည့်အကျင့်ကောင်းလေးတခုတော့ရှိသေးသည်ပဲလိမ်ပါတယ် ်သူကရွှေခဲပါလိတစ်ဖက်ကိုခြေစနိုးဆွဲဖြည့်၍သူမလက်ထဲသို့ပူရှင်းတကြားလုံးလေးတစ်ခုထည့်ပေးသည်ဒါကမုတ်စိတ်ရိပ်ပေးကကဲစူပေးပေးသွားရမယ်မို့လားအိမ်ပြန်ပြီးပြင်ဆင်ကြည့်တော့လေရွှေကဲသူပေးသည့်တကြားလုံးလေးကိုယူ၍သူရှိမှခတ်သက်သွက်ထွက်သွားသည် သူရေမိုးချိုးအဝတ်စားလဲပြင်ဆင်ပြီးနောက်နာယီပတ်ဖို့ဗီဒီယိုအန်ဝတ်ဖွင့်လိုက်လျင်နီညိုရောင်ဂရီပါဘူးလေးကိုတွေ့၏ထိုဘူးရဲကခိုးခိုးရင်တိုးလေးကို ဒီနေ့ပဲပေးလိုက်လျင်ကောင်းမလားခြီတုံကြတုံဖြစ်နေပြီးမှ ပေးဖို့စိတ်ကူးကိုပယ်ဖြတ်လိုက်ရသည် သူမကိုဖွင့်ပြောမည့်အချိန်မှသာပေးတော်မည်ဒီနေ့စူပေးပွဲမှာသူဥက္ကရာအကြီးကဲတယောက်အဖြစ်ပွဲတက်ရမည်သူဖိတ်ထားသည့်ဧည့်သည်များလည်းလာကြမည်ဖြစ်၏ သူကျောင်းသို့ရောက်လာခဲ့ချိန်မှာတော့ကျောင်းသားမိဘများနဲ့ရထဲရွာတွေကလူကြီးမင်းများစုံညီနေပြီးသူကျောင်းတကားဝနာဖုံပြောနေစေတွင်ပရာဒိုကားနှစ်ကြီးကသူ့အနာသို့ထိုးရက်လာသည်ကိုအောင်ခန့်ကကားပေါ်မှာအရင်ဆင်းလာကမစ္စတာဆိုလမွန်နဲ့သူ့မန်နေဂျာကနောက်မှလိုက်ဆင်းသည် Hi Mr. မြတ်တော် Mr. ဆိုလမွန်ကသူ့ကိုစိုက်စိုက်မြဲမြဲတွေးလိုက်ရသဖြင့်လက်ကြီးဆန်၍ပွေဖန်နှုတ်ဆက်သည် I'm glad you arrived on time တော့ကလည်းပြန်ပြောရင်မန်နေဂျာကိုပါလက်ဆွဲနှုတ်ဆက်သည် I hope that you become the chairman of this village. I'm so proud of you. Your village is very beautiful. Thank you so much. သူတို့အပြန်အလှန်ပြောဆိုနေကြရင်ကျောင်းဝန်းတွေထိရှောက်လာခဲ့ကြသည် Mr. ကလက်မတီလို့ငားလိုက်လာရတဲ့တော့ရေကိုအောင်ခန်းကရှေ့မှဦးဆောင်သွားက သူပတ်လှည့်ပြောသည်သူတို့ကြောင်းထဲဝင်လာကြလျင်ရွာသားတွေတူလို့တူလို့အကဲခတ်ကြည့်ရှုနေကြ၏မစ္စတာဆိုလမွန်ကမြင်းသမ ्या လူအလုံးကိုရင်းနှီးစွာလက်ပြနှုတ်ဆက်နေသည်စူပေးပွဲခန်းမှတဲ့ရောက်တော့တောနေဧည့်သည်လူကြီးမင်းများအတွက်ပြင်ဆင်ထားသည့်နေရာမှာအတီးတီးဝန်ထိုင်ကြ၏မစ္စတာဆိုလမွန်နဲ့မန်နေဂျာကိုတစ်လွင်ကအခန်းအနားအပြင်စင်တွေလှကြောင်းချီမွန်ကဒီကိုလာရသည့်အတွက်လည်းကျင့်နှံ့မိကြောင်းရေပတ်မဝင်အောင် ပြောနေ၏သူတို့နဲ့မျက်နှာချင်းဆိုင်ခုံ တန်းနေရာမှာဆရာကြီးဦးဆန်ရွှေတို့နဲ့ဦးตาဤတို့ရက်ကြီးလူကြီးမင်းများထိုင်နေကြလျက်ကြုံမပြောဘူးလားအန်လန်ဒီနိုင်ကလားနိုင်ငံကြီးဖြစ်လာလိမ့်မယ်ဆိုတာလေအခုအန်လန်ဒီထောက်ခံတဲ့ကောင်ကသူ့ဥက္ကဋ္ဌဖြစ်တော့ကလားတွေခေါ်ချလာပြီကိုသားဤစကားကတွေးထွက်အောင်ကိုမှန်နေတာပဲ ဥတာယီတို့အဖွဲ့တီတိုပြောနေကြစေစူပေးပွဲ အခမ်းအနားစတင်တော့မည်ဖြစ်ကြောင်းကြေညာတန်ထွက်လာ၏စူပေးပွဲအခမ်းအနားမှာအဖွဲ့မှစကားပြောကြပြပါရဲ့အငိမ့်စားအကြောင်းဆရာကြီးဦးဆန်ရွှေကို ဖိတ်ခေါ်ပါရခင်ဗျာအစီအစဉ်တင်ဆက်သူကထင်းနေလင်းဖြစ်သည့်ဆရာကြီးကစင်မော်တက်၍မိုက်ကိုင်းကချောင်းဟန်သည် အားလုံးပဲစမ်းမှချမ်းသာကြပါစေလို့အရင်ဦးဆုံးမေတ္တာပို့တာပါတယ်ခင်ဗျာဒီကနေ့ဟာဆိုရင်ကျွန်တော်တို့ရွာစာတင်ချောင်းဆောင်အစ်စ်ဖွင့်ပွဲစာကြည့်တိုက်ဖွင့်ပွဲနေ့ပညာရေးကျွန်းစုပေးပွဲအခမ်းအနားကိုဒပြိုင်နဲ့ကျင်းပဖြစ်တဲ့မင်္ဂလာနေ့တနေ့ပါပဲကျွန်တော်လက်ထက်ကမပြီးမြောက်ခဲ့တဲ့အလုပ်တွေကိုဥက္ကဋ္ဌအစ်စ်ကအချိန်တိုအတွင်းအကောင့်ထဲပို့သွားခဲ့ပါပြီအဲ့ဒီအတွက်လည်းအလွန်ဝမ်းသာပါတယ်ចောင်းသူចောင်းသားများနဲ့မိဘဆရာသမားများကလည်းကိုကြီးရွာရဲ့ပညာရေးအဆင့်မြင့်တင်ရေးတိုးတက်ဖွံ့ဖြိုးရေးအတွက်အခုလိုအခမ်းအနားတွေလုပ်ပြီးပူပေါင်း ပါဝင်ပေးကြတာမြင်တော့ပီတိဖြစ်မိပါတယ်။ကိုယ့်ရဲ့ကလေးတွေအနာဂတ်မျိုးဆက်သစ်တွေကိုထွန်းပေါက်ထင်ပေါ်စေဖို့ဒီထက်မကပံ့ပိုးကူညီပေးကြပါလို့ပြောကြရင်တိုက်တွန်းရင်ဒီလောက်နဲ့ပဲရပ်ပြရစီခမညာ။ဇယားကြီးကအဖွင့်မာစကားကိုတူတူတုတ်တုတ်ပဲပြော၍သူ့နေရာသူပြန်ထိုင်သည်။ထင်းနေလင်းကစာရွက်ကိုထောင်၍ဆက်လက်ကျင်ညာပြန်သည် အစီအစဉ်နှစ်အရာ ဖွင့်ပွဲအခမ်းအနားမိန်ကွန်းကိုပြောကြားပေးပါရယ်ကြီးရွာအုပ်ချုပ်ရေးမှူးဦးမြတ်တော်လူကို ဖိတ်ခေါ်ပါရယ်ခင်ဗျာသူမစ္စတာဆလမွန်ဘေးမှအသာထားရွေ့စင်မြင့်ထက်သူလန်ကေဤဆရာမများအဖွဲ့ကသူတက်လာတာကိုမြင်သည်နှင့်အချင်းချင်းလက်တို့နေကြသည်ဖိုးခွင်ရွာသူရွာသားများနဲ့ဒီအခမ်းအနားကိုရောက်လာကြသူအားလုံးကာယတုခစိတ်တတုခနဲ့ပြည့်စုံကြပါစေခမညာသူက စကားနီတန်းပြို၍နှုတ်ဆက်သည်ကျွန်တော်ဥက္ကရာဖြစ်လာတဲ့နောက်ပိုင်းပထမဆုံးတက်ရတဲ့ပွဲပထမဆုံးမိကွန်းပြောရတဲ့ပွဲပါပဲကျွန်တော်မိကွန်းပြောဖို့အစီအစဉ်ကြိုမသိတော့ပြောဖို့ကြိုပြီးစဉ်းစားချိန်မရလိုက်ဘူးအဲ့တော့ပြောချင်တဲ့အကြောင်းအရာတွေကိုပဲအဓိကပြောပါမယ်ပထမဆုံးပြောချင်တာကဒီပွဲကိုចောင်းသားမိပါတွေအားလုံးမပြတ်မကွက်တက်ကြဖို့မျှော်လင့်ပါတယ် တောင်းဆိုပါရယ်ကိုသားသမီးကတော့စမတော်ဘူးစုမရဘူးရှက်လို့ဆိုပြီးစုပေးခွဲမတက်တဲ့မိဘငါတို့ကတော့အလုံများနေတာအဲ့လောက်အချိန်မပေးနိုင်ဘူးဆိုတဲ့မိဘအဲ့လိုမိဘမျိုးရဲ့သားသမီးတွေအတွက်ကျွန်တော်စိတ်မကောင်းဖြစ်မိမှာပဲအဲ့လိုအကြောင်းပြချက်မျိုးနဲ့ပြက်ကွက်တဲ့မိဘရှိရင်ဒီနေရာကနေကျွန်တော်ဖိတ်ခေါ်ပါရယ်ဟော်ဒီအခမ်းအနားကိုလာပေးကြပါအချိန်မိပါသေးတယ်ဒသက်တန်ကရွာထဲကနေကြားရသည့်အဒီကျဲလောင်နေသည်မို့သူ့အတန်ကိုရွာကနေကြားရလိမ့်မည် ခမရတို့ကလေးတွေကိုဒီပညာရေးအတွက်ပဲအာယုံစိုက်ခန်းယုံဂယုစိုက်ပေးယုံနဲ့မပြီးဘူးသူတို့ရဲ့စိတ်တက်မြင့်တင်ရေးအတွက်ပါဂယုစိုက်ပေးရမှာမိဘတွေနဲ့မကဘူးဆရာဆရာမတွေကလည်းတေချာလေးလိုက်နိုင်ရမယ်ကလေးတယောက်ချင်းစီတိုင်းရဲ့အနာဂတ်ကအုတ်ထင်းသူရဲ့ပဲ့ကိုင်းမှုအပေါ်မှာမူတည်တယ်ခမရတို့သားသမီးတွေစုရကြတဲ့အခါသူတို့ကိုချီးကျူးဂုဏ်ပြုဖို့ပိုတော်တည်တတ်တော်အောင်တိုက်တွန်းအားပေးဖို့လောက်ပဲခမရတို့တွေးမိကြတာသူတို့ရဲ့အောင်မြင်မှုတွေကိုတခြားသူကိုမျှဝေပေးခိုင်းဖို့ကြမင်းနေကြတယ်မို့လား သူကမေး၍စကားခဏရက်သည်သူ့အမေကိုဘဒူးမှနားမလဲကြဘဲဗဟေနီဖြစ်နေကြ၏ကျွန်တော်ပြောတယ်အောင်မြင်မှုကိုမျှဝေတယ်ဆိုတာတခြားတော့မဟုတ်ဘူးစူရတဲ့ကလေးကစူထဲမှာပါတဲ့ကလေးကိုမော်ကြွားမပြပဲဖေးမနှစ်သိမ့်အားပေးခြင်းပဲမိဘတွေလည်းကိုသားသမီးစူထဲမှာပါရင်စူပူအပြစ်တင်မဲ့အစားဒီလိုနှစ်သိမ့်ပေးပေးတင်နေအားငယ်စိတ်တိမ်ငယ်စိတ်တွေကိုအတက်နိုင်ဆုံးဖြည့်ဖြောက်ပေးတင်နေ လက်ကုပ်တံတွေတပြောင်းပြောင်းထွက်လာကြသည် မစ္စတာဆိုလမွန်ကတောပြောသည့်စကားတိုင်းကို မန်နေဂျာဘာသာပြန်ပေးသည်။နားထောင်ရင်းသဘောတွေကြာနေ၏ခမရတို့ကအဲ့လိုအောင်မြင်မှုတွေကိုမျှဝေကြရမယ်အစား ကိုကလေးတွေကိုတုထက်တော်ရမယ်တုထက်တာရမယ်ကြောရမယ်ဆိုတဲ့အပြိုင်ဆိုင်စိတ်တွေပဲရိုက်သွင်းပေးနေကြတယ်။အဲ့လိုလို့တော့လူတော်တွေတော့များလာပါရဲ့။ဒါပေမဲ့အချင်းချင်းပြိုင်ဆိုင်ရင်းကနေမနာလိုကြမုန်းတီးကြနဲ့တငယ်ချင်းမိတ်ဆွေတွေကိုလည်းတက်မိုးမထတဲ့စာနာနားလည်မှုမရှိအတတကြီးတဲ့ဒုက္ခကောင်းသမားတွေဖြစ်လာကြရော။လူတော်ပေမဲ့ဘသူတေတေငတိမာရင်ပြီးရောဆိုတဲ့စိတ်တက်မျိုးကိန်းအောင်လာရင်အဲ့ဒီကလေးဟာအနာဂတ်မှာကြောက်စရာကောင်းတဲ့အန္တရာယ်ကောင်ဖြစ်လာမှာပဲ။ကိုသားသမီးကိုပုံသွင်းမမကြပါစေနဲ့။ တားတို့သမီးတို့ကရောအချင်းချင်းအဲ့လိုတကူကောင်းစိတ်မွေးမှလားသူကစင်အောင်မှထိုင်နေသည့် ခလေးတွေကိုမေးခွန်းထုတ်လျင်ခလေးတွေကမမွေးပါဘူးဟုတန်ပြိုင်အော်၍ကောင်းခါပြကြသည်မှန်တယ်အဲ့လိုစိတ်မမွေးရဘူးအချင်းချင်းချစ်ခင်စီးလုံးကြရမယ်နောက်တစ်ခါကလူတအူးနဲ့တအူးတယောက်နဲ့တယောက်ပုံစံမတူကြဘူးဖြစ်တည်မှုချင်းမတူကြဘူးမွေးဖွားလာတဲ့ဒေသံကာလအခြေအနေချင်းမတူ ကြဘူးအဲ့လိုမတူကြတဲ့အပေါ်မှာကဲ့ရဲ့လောင်ပြောင်တာမျိုးခွဲခြားဆက်ဆံနှိမ်ချတာမျိုးမလုပ်ရဘူးလုပ်ရင်အဲ့ဒါဒိတ်အောက်ပြီးနှိမ်ကြတဲ့လူမျိုးကြီးဝါရသမားတွေပဲကျွန်တော်ဒီရွာမှာကလေးတွေအတွက်တခြားရွာတွေလိုရင်ကြီးလိမ်မတင်နဲ့မဖွင့်ပေးထားဘူးဘာလို့လဲဆိုတော့ကလေးကျွန်တော်တို့ကလေးတွေကိုရင်ကြီးလိမ်မဖို့တင်ပေးတာတက်မဘာသာအဖွဲ့တွေရဲ့ဘာသာရေးမိုင်းတွေတိုက်ပေးတာကပုံများနေလို့ပဲဘာသာရေးလူမျိုးရေးတက်ရှူသွေးခွဲတဲ့စာပေတွေကိုဒီကလေးတွေတင်စရာမလိုဘူးလိမ်မာဖို့ရင်ကျေးဖို့ကိုမိပါကိုဆရာသမားကပဲတင်ပြပေးရမှာ ီစကားကြောင့်ဦးတာဤတို့မျက်နာပြက်ကုန်ကြ၏2010-2011ဝင်းကျင်လောက်ကတော်တော်ခက်စားခဲ့တဲ့တချင်းရှိတယ်။အဆူတော်ကလည်းနာမည်ကြီးပဲ။ဘာတူလဲတော့ကျွန်တော်ထည့်မပြောတော့ဘူး။တချင်းနာမည်ကဖတ်တီးမားဆိုလာပဲ။ performance တွေနဲ့တောင်ကကြဆူကြတယ်။ယောက်ျားလေးတွေအခုထိဆူနေကြတော့မယ်။ဒီရဲထဲမှာအဲ့ဒီတချင်းဆူဘူးတဲ့ကလေးတွေတောင်ရှိချင်းရှိကြမှာ။တချင်းတစ်ပုတ်လုံးမှာဝါးတဲ့ main ကလေးတွေကိုကဲ့ရဲ့လောင်ပြောင်နှိမ့်ချထားတဲ့စာသားတွေကြီးပဲ။ ဘလို့စိတ်ကူးနေဒီတခြင်းဆက်တလေတော့မသိဘူးအနှစ်သာရဘာမှမရှိတဲ့တရုတ်ပြတ်တဲ့တခြင်းပဲအဲ့တခြင်းမျိုးဆိုတဲ့ဆက်တဲ့သူရဲ့စိတ်တန်းနဲ့ညံရဲ့အဆင့်တန်းကိုတိတ်ပေါ်လွင်သွားစေတယ်ကျွန်တော်မနှက်ကအเจ้าကအပြန်မှာခလေးအုပ်စုနဲ့တွေ့ရဲ့ဘသူခလေးမန်းတော့မသိဘူးအဲ့ဒီတဲကတယောက်ကိုအချောက်လို့ခေါ်ပြီးဝိုင်းလောင်နေကြတာဘူလီလုံနေကြတာဘူလီလုတ်တယ်ဆိုတာကြီးနိုင်ငယ်ကြီးလုတ်တာကိုပြောတာအဲ့လိုမျိုးလူတယောက်ရဲ့ဖြစ်တည်မှုကိုလောင်ပြောင်မိဘူးလီလုတ်တာအရင်အောက်တန်းကြတယ်မိဘတွေဆရာတွေအုပ်ထင်းသူတွေကိုယ့်ကလေးကိုကြက်ကြက်ကယူဆိုင်ပါအဲ့လိုအကျင့်မြင်ရှိတဲ့ကလေးကို ကိုပြုတ်ပြင်ပေးပါတွင်တင်ဆုံးမပေးပါလူတရားယောက်ျားမိန်းမစစ်တာမစစ်တာဝါတာပိန်တာအသားမဲတာဖြူတာအရက်ပူတာရှည်တာအဲ့လိုမျိုးသူတို့ရဲ့ဖြစ်တည်မှုအပေါ်မှာလိုက်ကြည့်ပြီးကဲ့ရဲ့လောင်ပြောင်စရာအကြောင်းလုံးဝမရှိဘူးဒီမိုကရေစီနိုင်ငံတွေမှာအဲ့လိုခွဲခြားဆက်ဆံတာမျိုးလုပ်ခွင့်မရှိဘူးလုပ်ရင်ဥပဒေနဲ့ညှိတယ်လူအခွင့်အရေးကိုဥပဒေနဲ့အပြည့်အဝကာကွယ်ပေးထားတယ်သူကပြောရင်မျက်စောင်းထိုးထိုင်ကုန်မှာထိုင်နေသည့်မစ္စတာဆိုလမွန်ကိုမျက်စာပြမေးဆက်ပြ၍ ဟိုဘက်မှာထိုင်နေတဲ့ဧည့်သည်လူကြီးမင်းကကျွန်တော်မိတ်ဆွေမစ္စတာဆိုလမွန်လို့ခေါ်တယ်။အစ္စလမ်ဘာသာဝင်မွတ်စလင်တယောက်ပဲ။ကျွန်တော်ရွာကိုအလဲလာခြင်းမာတယ်ပြောလို့တရွာလုံးနဲ့တခါတည်းမိတ်ဆက်ပေးလို့ရအောင်ဒီဘွဲမှာဖိတ်ထားတာ။သူ့ရဲ့အလုပ်တွေအချိန်စရာတွေဖြတ်ပြီးတော့တကူးတကလာပေးတယ်။ဒါလူမျိုးဘာသာချင်းလည်းမတူဒေသချင်းလည်းမိုင်းထောင်ကြီးဝေးကွာတဲ့လူသားနှုတ်ကြကရင်းနေတဲ့ဆက်ဆံရေးပဲ။သူကမိတ်ဆက်လိုက်တဲ့ဖြစ်အားလုံးရဲ့အကြည့်တွေမစ္စတာဆိုလမွန်ထံရောက်သွားကြသည် ခမရတို့ကသာဘာသာမတူထိုးရန်သူဆိုပြီးလူမျိုးဘာသာခွဲခြားဆက်ဆံနေကြတာမြန်မာနိုင်ငံကြီးကိုကလားတွေတိမ့်ပိုက်တော့မယ်ကလားနိုင်ငံကြီးဖြစ်တော့မယ်ဆိုပြီးဗုဒ္ဓဘာသာပြောက်ကွယ်တော့မယ်ဆိုပြီးစောက်တလွဲမိုင်းနေမိနေကြတော့ဘာသာမတူတဲ့လူမျိုးကြဆိုရင်ဘူးမတိဘာမတိကြောက်ရွံ့မုန်းတီးနေကြတာ မစ္စတာဆိုလမွန်ကတော့ဒီနိုင်ငံမှာစီးပွားရေးပဲလုပ်နေတာနိုင်ငံကိုတိမ့်ဖို့ဝေးစွာခမရတို့အဲ့လိုကိစ္စတွေကြောင့်မုန်းတီးနေကြတဲ့အကြောင်းကြတော့အန်အော်ပြီးစိတ်မကောင်းအောင်ဖြစ်နေသေးတယ်ပြီးတော့ဒီပုဂ္ဂိုလ်ကအခုမှရောက်ဘူးတဲ့ဒီရွာလျှက်စစ်မီရရှိရေးနဲ့ပညာရေးကျန်းမာရေးအတွက်ဒေါ်လာတသိန်းလှူမယ်တဲ့မြန်မာငွေနဲ့တွက်ရင်3500ကျော်တယ်။သူတော်မှခမရတို့ကိုစိတ်မကွက်ပဲဒီရွာအတွက်စေတနာထက်တန်နေတာခမရတို့ကဘာသာ မတူလူမျိုးမတူတဲ့သူကိုအเจ้าမဲမုန်းတီးနေတာမျိုးဖြစ်တဲ့ရဲ့လား။ မဖြစ်သင့်ပါဘူးမမုန်းပါဘူးရွာသားတွေပြိုင်သူអော်ကြသည် မစ္စတာဆော်လမွန်ကခေါင်းတញိမ့်ញိမ့်တွေပြုံး၍လက်ပြနေသည်ဟုတ်ပြီကျွန်တော်ရွာသားတွေဘလောက်နှွေးထွေးပြူငါသလဲဆိုတာသူမြင်အောင်ပြကျင်ကြွားကျင်ပါသေးတယ် နောက်ဆုံးအနေနဲ့မှာကျင်တာကတော့မိဘဆရာများမိမိတို့ရဲ့ကလေးတွေကိုစာကြီးပဲလုပ်ဖို့အတင်းဖီယာမပေးပါနဲ့လူတော်တယောက်ဖြစ်ဖို့ထက်လူကောင်းတယောက်ဖြစ်ဖို့စိတ်တက်ခံယူချက်မြင့်မားဖို့အသွေးအခေါ်ကောင်းတွေရင့်တန်လာစေဖို့ကိုချင်းစာတရားရှိပြီးလူလူချင်းလေးစားတတ်ဖို့အဲ့ဒီအချက်တွေကိုပဲအဓိကထားပြီးတင် जा ပေးပါကိုတိုင်းလေးလိုက်နာပါဆရာဆရာမတွေလည်းတင် जा မှုအပိုင်းကိုတေချာဂရုစိုက်ကြပါအာဂရီလိုက်စားတာမျိုးလက်ပေးလက်ယူလုပ်တာမျိုးကြားလို့ကတော့ချက်ချင်းအရေးယူမှာပါပြောချင်တာဒါပါပဲ ူမိန်ကွန်းကိုအဆုံးသတ်လိုက်ပြီးစင်ပေါ်မှာဆင်းလာလျင်လက်ခုပ်တံတွေစူညံသွား၏။ကျောင်းဆရာမကြီးအလဲရောက်လျင်ကျောင်းဖွင့်ပြုရင်းပညာရေးအတွက်လိုအပ်ချက်များလိုက်နာရမည့်အချက်များကိုရှင်းလင်းတည်ပြသည်။ထင်းနေလင်းကနောက်ထပ်အစီအစဉ်တွေကိုတစ်ခုပြီးတစ်ခုကြီးညာ၍ဖြောပြရေးခန္ဓာရှင်ပြန်ရေးခန္ဓာများကြော်လွန်ပြီးနောက်တွင်ပညာရေးကျိုးစုပေးသည့်ခန္ဓာရောက်လာသည် အတန်းငယ်များမှသည်အတန်းကြီးများအထိဂုံပြူမတန်းလာများအစဉ်စဉ်ပေးအပ်ကြီးမြင့်ပြီးသည့်နောက် ီတစ်ခါအစီအစဉ်မှာတော့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုဂုံနူးများနဲ့ထူးကြွစွာအောင်မြင်ခဲ့ကြတဲ့ဖိုးကွင်းရွာကအကြောင်းသူအကြောင်းသားအားလုံးကိုစုချင်းမြင်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့နှစ်တိုင်းဒီအစီအစဉ်ကိုမေ့လျော့နေခဲ့ပေမဲ့ဒီနှစ်မှာတော့ဥက္ကရာရဲ့တိုက်တွန်းချက်ကြောင့်သတိတရအကောင့်ထဲဖော်ပြခဲ့ပါပြီ။ဂုံနူးရအကြောင်းသားအကြောင်းသူများကိုစုချင်းမြင်ပေးပါရဲ့ဥက္ကရာဦးမြတ်တော်လူကိုထပ်မံပြီးဖိတ်ခေါ်ပါရစေခင်ဗျာ။ရှေးပိုင်းအစီအစဉ်တွေမှာ ဆရာဆရာမနဲ့ရက်ကြီးအကြီးကဲလူကြီးမင်းများကစုချီးမြှင့်ပေးပြီးဖြစ်တော့ကြောင်းသူ့အလက်ရောက်လာချိန်မှာစင်ပေါ်နောက်တစ်ခေါက်တက်လာရပြန်သည်ဂုံတူးရှင်တွေစုတက်ယူဖို့ဟန်ပြေနေကြပြီးဒဇင်ရွယ်နဲ့အတူထိုင်နေသည့်မေထိတ်ထားကလေပင်တမောမောဖြစ်နေသည်ဂုံတူးတပါတာမှစ၍အစင်လိုက်စုချသွားကလေးပါတာဂုံတူးရှင် မေထိတ်ထားအလက်ရောက်လာသည် သူကဂုံပြူးမတန်းလွာနဲ့စုငွေထည့်ထားသည့်စာအိတ်ကမ်းပေးလျင် မိထိတ်သားကအပြုံးလေးနဲ့လမ်းယူသည်လက်ကုတ်တန်နေထွက်လာသည်နောက်ထင်းနေလင်းကဆက်ရင်နဲ့နောက်ဆုံးကြံသည်တယောက်ကိုကျင်းညာသည်အဖဦးပေါ်ထွန်းအမိဒေါ်ရွှေရန်တို့ဤသမီးငါးပါးသာဂုံသူရှင်မတ်ရွှေအုပ်အော်စုလက်ခံရယူရန်စင်မြင့်ပေါ်သို့ကြွပါခမညာတော့က ဆုလင်မန်းကိုင်သည်ကောင်မလေးထံမှမှတ်တမ်းလွာနှင့်ဆုငွေစာအိတ်ကိုယူ၍အသင်ဆောင်နေ၏ရွှေကလေးကထမိန်စာတစ်ဖက်မှ၍လူအုပ်ကြားထဲမှရှောက်လာသည်သူမစင်ပေါ်ရောက်လျင်သူ့ကိုအရင်ဦးစွာခေါင်းညွန့်အယူအသေးပေးသည်ငငယ်ကစူပူငောင်ငယ်ရင်ချော့မော့အလျှော်ပေးရင်ဖြင့်မကြီးမညူစာသင်ပေးခဲ့သူကိုသူမလောက်ပြစ်မာတာမရှိနိုင် ကိုအခုလိုဂုံနူးများနဲ့ထူးချွန်စွာအောင်မြင်ခဲ့တာလဲသူ့ပံပိုးမှုများကြောင့်ဖြစ်ကသူ့ကိုအစဉ်အမြဲကျေးဇူးတင်လေးစားခဲ့သည့်စရင်ဖြစ်ဥညွန်လိုက်ခြင်းဖြစ်ကြောင်းသူသိပါစေ။တော့ကရွှေကဲဥညွန်အယူသေးပေးလိုက်တာကို ပီတိမြတ်ဝန်းများဖြင့်စိုက်ကြည့်နေ၏။ရွှေကဲသူကမ်းပေးသည့်မှတန်းလွာနေစာအိတ်ကိုယူလိုက်လျင် သူနှင့်အကြည့်အချင်းစုံသွားပြီးမှချက်ချင်းမြက်လွာချပစ်သည်။ဒီနေ့သူမတနကားပကွက်ကြားလေးနဲ့ရိုးရှင်းစွာလာနေသည်။ သူထိုအလှလေးကိုပြုံးမြမြစိုက်ကြည့်၍ငေးမဝဖြစ်နေစေတွင်ဂုံလူရှင်တွေအကုန်လုံးကိုစုပေးမယ်ဆိုပြီးတို့အုပ်ကြီးကြတယောက်တည်းကွက်ချမ်းခဲ့တယ်တို့ရမှာဂုံလူငါးပါးသားနဲ့အောင်နဲ့ပထမဆုံးကြောင်းတာကအုပ်ကြီးလေအုပ်ကြီးကိုစုမပေးတော့ဘူးလားရွာသားတွေမင်းမြန်အော်ဖေကြလည်းရင်ထင်းနေလင်းသူ့တပူသူ့နှစ်ဖူးသူပြန်ရိုက်ဤဟုတ်သားပဲဗျာအဓိကပုဂ္ဂိုလ်ကြီးကိုမေ့နေတာရှိတဲ့တွင်စုံညံသွားစဉ်သူကရွှေကလေးအနာတို့ ိုးကက်ရက်လိုက်ပြီးရပါတယ်ငါးပါသောဂုံလူရှင်နှစ်ယောက်ဒီစင်ပေါ်မှာအတူရက်နေကြတာပဲဒီကောင်မလေးစီကပဲစုငွေတယောက်တော့ခွဲယူလိုက်ပါမယ်သူစကားကြောင့်ရွှေကလေးမျက်စောင်းကသူစီတိုင်းကနေလွန်လာ၏ရွာသားတွေတဝါဝါတဟဟာရေမောနေကြပြီတော့ကသူမနာနာမျက်နာကဲ့၍မင်းရဲ့အိတ်ထဲမှာငားသိမ့်နော်တဝက်ခွဲပေးမယ်မို့လားငားသိမ့်ဆိုသည့်ပမာဏကြောင့်ရွှေကမျက်လုံးလေးပြူလျက်သူကိုမော်ကြည့်၏ ။ဦးတော်မင်းကိုစုချမယ်ပြောထားတာမှတ်မိသေးလား။အဲဒီစုကမင်းအတွက်အိမ်မှာတီးတန့်လုပ်ထားတယ်။စိတ်ကောက်ပြေးပေးမယ်မို့လား။သူက"သူမကြားတာယုံလီတဲ့နဲ့တီတိုမေးလည်းရင် ရွှေခဲမျက်နှာလေးဝင်းပါကြည်လင်သွားကနှကန်းလေးကိုဖိပိတ်၍ပြုံးရင်းခေါင်းငိမ့်ပြသည်။သူက"သူမမျက်နှာအပြောင်းလဲကိုကြီး၍သွားရီပေါ်အောင်ပြုံးလိုက်ရင်ပခုံးလေးကိုတိုင်းဖက်လိုက်နှစ်ချီပြီးစိတ်ကောက်နိုင်စွမ်းသည့်ကောင်မလေးအမျက်တော်ပြည်သည့်နေပါလား။ ီကောင်မလေးကသူ့စုငွေကိုလုံးဝခွဲမပေးနိုင်ပါဘူးလေဗျာအမလေး तू မပေးရင်ဒိုးကပေးမှာဆင်းခဲ့ပါဟာဆင်အောက်ကိုရွာတဲကအပြူကြီးများအဖွဲကဆင်အောက်လာဖို့ခေါ်တဲ့ဖြစ်သူရွှေကလေးလက်ကိုမလွတ်တန်းဆုံး၍လူကြားတဲ့ဆင်လာသည်ရွှေကလေးကသူ့နေရာသူပြန်ထိုင်းမှ အပြူကြီးများအဖွဲစီဆက်သွားရာဤတို့အုပ်ကြီးအတွက်စုကတော့တို့ရဲ့အသေးနှလုံးပဲဟာဟာဟာ အပြိုကြီးတွေစကားကြောင့်အနာရှိလူတွေဝါကနေပွဲကြသွား၏ထိုအပြိုကြီးများကဘဲကလေးကယူလာမဲမသိသောနှင်းစီပွင့်တွေကိုသူ့အင်ကြီးအိတ်ကတဲ့ထိုးဆိုင်ပေးကြလျင်သူကကျေးဇူးတင်ကြောင်းပြောသည်စာကြီးတိုင်းနှင့်ကျောင်းဆောင်အသည့်ဖွင့်ပွဲ ဖဲချိုးဖြတ်အစီအစဉ်မှာမစ္စတာဆိုလမွန်ကိုယ်တိုင်ပါဝင်လာ၏ ။ចောင်းသူចောင်းသားတွေនេះមកရက်ថဲយွာរេះកសាផេះឈិននេះទូអាឡុងឌីសាជីလိုက်គូឡាគេបាសាពេលបវុទុតាជឿវ៉ាពុអត្រីអខោកောင်းនេះឈីឡាពុលុរ៉ៃសាផេះចាពុតៃតូននូសរបាទេ។តោយីតောင်းសូជេអាយ៉ា စာကြည့်တိုင်းမှုဖြစ်လာသည်မောင်ဆိုင်ကဝီချဲပေါ်ထိုင်လျက်လော့စပီကာနှင့်တိုက်တွန်းဆော်ဩသည်တောကမောင်ဆိုင်ဝီချဲကိုကူတွန်းပေးရင်မောင်ဆိုင်လက်ထက်ကလော့စပီကာကိုဆွဲယူ၍အခမ်းအနားပြီးဆုံးကြောင်းကြေညာသည်မစ္စတာဆော်လမွန်တို့ကိုလည်းရွာဦးကျောင်းဆရာတော်နှင့်တွေ့ဆုံပေးပြီးမှရွာထဲအနက်လိုက်ပြသည် မန္တလေးပခုတ်ကူလမ်းပြင်စဉ်ကမစ္စတာဆိုလမွန်ကူညီပေးခဲ့မှုသည့်ရွာသားတွေကလှိုင်လဲစွာဧကန်ကြွေမွေးကြသည်မစ္စတာဆိုလမွန်တို့အပြန်လမ်းမှာရွာသားတွေလက်ဆောင်ပေးသည့်တစ်သီးဝက်လန်တွေအညာစားစရာတွေကားနှင့်အပြည့်ပါလာသည်မစ္စတာဆိုလမွန်နှင့်မန်နေဂျာကဒီရွာဤလှပတာယာဘုံစီကန်ရှိ၍တန်ရှင်ဘုံရွာသားတွေဖော်ရွေပြူငါဘုံတို့ကိုချီးမွမ်း၍သူကိုလည်းဂုံပြူစကားအထက်ထက်ဆိုကားနှုတ်ဆက်ပြန်သွားလေသည် နားဆင်ပြီးကြတူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ရက်တွေမှာနောက်ထပ်အပိုင်းသစ်တွေကိုဆက်လက်ဖတ်ပြပြီးသွားပါမယ်ရှင်။အားလုံးပဲပြည့်ရနေရင်ကင်းရှင်းကြပါစီရှင်။